ါဟာဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံရှေ့ပိုင်းမှာနောက်ဆုံးတော့လဲငြင်းချင်းရရှိလာနိုင်မဲ့အချိန်ခါဖြစ်ပါတယ်။ကွန်ဂိုအစိုးရတာဝန်ရှိသူတွေနဲ့ကွန်ဂိုမြစ်မဟာမိတ်ဖွဲ့ကွန်ဂို River Alliance လို့လူသိများတဲ့ M23 သဘောအဖွဲ့ကိုယ်စားလှယ်တွေဟာနှစ်ပေါင်းများစွာပြည်ပကောက်ကိုဆုံးသက်နိုင်ဖို့ကာတာနိုင်ငံဒိုဟာမြို့မှာသဘောတူညီချက်တရက်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒီသဘောတူညီချက်ကိုကာတာနိုင်ငံကကြားဝင်ဆေးဆက်ပေးခဲ့တာပါ။ the state of Qatar hereby reaffirms that Qatar နိုင်ငံကဒီမူပေါ်ကိုလက်မှတ်ရေးထိုးလိုက်တာဟာလမ်းဆုံးအတွက်မဟုတ်ဘဲဗတ်စုံငင်းချင်းလမ်းစာဖြစ်တယ်လို့အတည်ပြုပြောကြားလိုပါတယ်။ငင်းချင်းရေးဆိုတာဟာအင်အားသုံးပြီးဖော်ဆောင်လို့မရဘဲအချင်းချင်းယုံကြည်မှုအပြန်အလှန်လေးစားမှုနဲ့ပြည်သူတွေအတွက်ဆောင်ရွက်ပေးလို့လဲစိတ်သက်တွေကနေတည်ဆောက်ရတာဖြစ်တယ်ဆိုတာကိုလည်းအလေးနက်ပြောကြားလိုပါတယ်လို့ Qatar နိုင်ငံသားဝန်ကြီးကပြောကြားပါတယ်။ ဒီမူပေါင်းသဘောတူညီချက်ကဒီစည်ရေးပဋိပက္ခရဲ့ရင်းမြစ်တွေကိုဖြည့်ရှင်းဖို့ရှင်းလင်းတဲ့လမ်းပြမြေပုံကိုချမှတ်ထားပြီးအကောင့်ထဲဖွဲရမယ့်အချက်၈ချက်ကိုဆွေးနွေးဖို့အစီအစဉ်တွေချမှတ်ထားပါတယ်။အဲ့ဒီတဲကနှစ်ခုဖြစ်တဲ့အဖြစ်ကတ်ရစည်ရေးစောင့်ကြည့်လေ့လာရေးရန်နေရာထားရှိရေးနဲ့အကျဉ်းသားပြန်လွှတ်ပေးရေးအစီအစဉ်တွေကိုလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။တခြားအရေးကြီးတဲ့ပြဋ္ဌာန်းချက်တွေထဲမှာယာယီလုံခြုံရေးအစီအစဉ်တွေအောက်မှာလက်နက်ဖြုတ်သိမ်းရေးနဲ့ပြည်လဲပေါင်းစည်းရေးပဋိပက္ခတန်ခံရတဲ့ဒေသတွေမှာနိုင်ငံအာဏာကိုတဖြည်းဖြည်းပြန်လည်တည်ဆောက်ရေး နိုင်ငံသားဖြစ်ခွင့်ကိုယ်ပိုင်လက္ခဏာနဲ့ရွှေပြောင်းခံရသူတွေနဲ့ဒုက္ခသည်တွေဘေးကင်းစွာပြန်လည်နေထိုင်နိုင်ရေးအတွက်အထူးသဘောတူညီချက်တွေလည်းပါဝင်ပါတယ် lot of efforts have been put ဒီကိစ္စအတွက်အများကြီးကြိုးပမ်းအားထုတ်ခဲ့ရပြီးနှစ်ပေါင်းများစွာကြိုးစားခဲ့ကြသူတွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့ကာတာနိုင်ငံကလွန်ခဲ့တဲ့လအနည်းငယ်အတွင်းမှာပဲအောင်မြင်ဆုံးလုပ်နိုင်ခဲ့တာဟာတကယ်ကိုထူးခြားပြီးသမိုင်းဝင်ပါတယ်ဒါပေမဲ့စင်ခုံမှုတွေကတော့ကြီးမားနေသေးပါပဲ။အာဖရိကအရေး၊အမေရိကန်အကြီးတဲ့အကြံပေးကပြောဆိုတာဖြစ်ပါတယ်။ 2021ခုနှစ်မှာ M23 သဘုံလေးဟာဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံရှိပိုင်းမှာနေမြေအများပြားကိုစတင်သိမ်းပိုက်ခဲ့ခြင်းကစလို့ဒီပဋိပက္ခအတွင်းလူထောင်ပေါင်းများစွာတေဆုံးခဲ့ပြီးတန်းနဲ့ချီတဲ့လူတွေနေရက်ဆုံးခွာခဲ့ရပါတယ်။လက်ရှိမှာတော့နှစ်ပတ်စလုံးကခိုင်မာတဲ့ပြစ်ခတ်ရစေးရေးဟာဒိုဟာသဘောတူညီချက်အောင်မြင်ရေးကိုအာမခံတယ်မှာဖြစ်တယ်လို့ပြောပါတယ်။ bon laissez-le le fait အခြေခံမူကြီးညာချက်ကိုလက်မှတ်ရေးထိုးခဲ့တဲ့ချိန်ကစလို့အမြဲတမ်းအပြစ်ခတ်ရက်စဲရေးဆိုတာပေါ်ဝင်ခဲ့ပေမဲ့ဘယ်တော့မှတလီရဲစားလိုက်နာခဲ့တာမရှိခဲ့ပါဘူးလို့ M23 ဖွဲ့ကိုစလင်ကပြောဆိုပါလေ Their position their posturing on the ground shows that ဒီမျိုးမောင်ကသူတို့ရက်တီချက်သူတို့နေထားဒါကိုပြသနေပါလေဒါကြောင့်သူတို့အပြစ်ရက်ဖို့အဆင်သင့်ဖြစ်ရင်ကျမတို့လည်းတိုက်ခိုက်တာကိုရက်ဖို့အဆင်သင့်ဖြစ်ပါတယ်လို့ကိုကိုနိုင်ငံချိုင်းဝန်ကြီးကပြောဆိုပါတယ် ဇွန်လတုန်းကလည်းရဝန္ဒာနဲ့ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံတို့လက်မှတ်ရေးထိုးခဲ့တဲ့ဝါရှင်တန်ငြိမ်းချမ်းရေးသဘောတူညီချက်ဟာစင်ကာပူတွင်လည်းရင်ဆိုင်နေရပါတယ်။ဒေတာရင်းပုံမူကျဲပြတဲ့ငြိမ်းချမ်းရေးအတွက်အရေးကြီးတဲ့လိုအပ်ချက်ဖြစ်တဲ့ကွန်ဂိုနိုင်ငံအတွင်းပြည်လဲတည်မြဲရေးကိုဦးစားပေးတဲ့ကာတာရဲ့ဂျာဝင်စစ်ဆန်မှုပေါ်စိတ်ဝင်စားမှုတွေပုံမူပြပြလာနေပါတယ်။ဒီသဘောတူညီမှုနဲ့အတူဒိုဟာလုံခဲစဉ်ဟာနှစ်ဖက်တင်းမာမှုရှော့ချရေးနဲ့ယုံကြည်မှုတည်ဆောက်ရေးကနေကွန်ဂိုရှေ့ပိုင်းဒေသမှာ နောက်ဆုံးဗတ်စုံငြိမ်းချမ်းရေးသဘောတူညီချက်စီဥတည်သွားမယ်ဆွေးနွေးမှုအဆင့်ထိဆက်လက်ရှောင်လန်းသွားနိုင်လိမ့်မယ်လို့ပြောလင်းရပါတယ်ခင်ဗျာ။